်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ဓမ္မဥဆုံးပြားသခင်ရဲ့ခြေထုတော်ကိုချီးမွမ်းပါတယ်အမတရားကိုမီးမိန်စီသောဒလိထုံတန်းဆိုတဲ့ကောင်းစင်နဲ့မာကုအခန်းကြီးခွန်အငယ်6ကနေ8ကိုဆင်ကျင်သွင်းခြင်းပါလေ ေရှာယသည်လျှုပ်ဝက်တော်သင်တို့ကိုယီမတ်လျက်ဤလူမျိုးသည်နှုတ်ခမ်းနှင့်ငါကိုယိုတိကြ၏စိတ်လုံးမူကားငါနှင့်ဝေးလာ၏လူတို့စီရင်သောပညတ်တို့ကိုတွင်တင်၍ဤဥပရိသပေးလျက်ပင်ငါကိုအချင်းနီကိုးကွယ်ကြ၏ဟုနောက်ဖြတ်လက်တန်သော အရာကိုလျောက်ပတ်စွာ ဟောခဲ့ပြီးအကြောင်းမူကားသင်တို့သည်ဖျားသခင်ဤပညတ်တော်ကိုပယ်၍ ခွက်ဖလားစေခြင်းတည်းဟုသော လူတို့မှဆက်ခံသောဤဥပရိသကို ခံယူလျက်ထို့သူသော အခြားအကျင့်ဒလိများတို့ကိုကျင့်လေရှိကြ၏ထုံတန်းစင်လာတွေဆိုတာကကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရာဘဝမှာလပစွာနဲ့အမြင့်တွင်နေတဲ့ကြောက်စုလိုပဲဖြစ်နေနိုင်တယ်အဲ့ဓာတွေကကျွန်တော်တို့အခြေချထားတဲ့အမြင့်တွင်နဲ့ချိတ်ဆက်နေပြီးတော့အောင်းမေ့စရာစီကံချက်တွေကိုပြင်မယ် ခဏခဏလဲဝေပြုကိုးကွယ်မှုအတွက်အတိတ်ပဲရှိတဲ့ကန့်တက်ချက်တွေကိုလည်းဖန်တီးလေးရှိမယ်။ဒါပေမဲ့လည်းဒါကသခင်ယေရှုခရစ်တော်ကဘာရီရှဲတွေနဲ့ယဉ်ဆိုင်ရာခြင်းမှာ ပြောခဲ့တယ်လို့မျိုးပဲအဲ့ဒီလိုအခြေအနေရှိတဲ့သူတွေကိုပြောနေမှာပဲဖြစ်တယ်။ဒါကအခုအချိန်ထိတိုင်ကျွန်တော်တို့ယဉ်ဆိုင်နေရဆဲဖြစ်တဲ့ရိုးရာဒလိတွေရဲ့အမောင်ပဲချမ်းကိုပေါ်ပြနေတာဖြစ်တယ်။အပြင်ဘူးကွန်ကအထဲမှာထည့်ဖို့အတွဲပုံစံထုတ်ထားတဲ့အရာထက် ပို့ပြီးတော့တံပိုးရှိနေတဲ့အခါမှာဘာဖြစ်သွားမလဲအထဲမှာတကယ်အနှစ်သာရကတံပိုးမှဲ့သွားမှာဖြစ်တယ်အဲ့ဒီအတိုင်းပဲအပြင်ပန်းတလေထုံတန်းတွေကိုအထဲမှာရှိတဲ့တမာတရားထက်ပို့ပြီးတော့တံပိုးထားနေရင်တမာတရားရဲ့အတရေကပို့ပြီးတော့မေးမိန်သွားလိမ့်မှာဖြစ်တယ်ဖာရီရှဲတွေကမူလကပြားသခင်ကိုဂုံပြုတ်ဖို့အတွက်ရည်ရွယ်တဲ့ရှုပ်ထွေးတဲ့ရိုးရာဓလေ့တွေကိုတီထွင်ခဲ့ကြတယ် ဒါပေမဲ့ဝိညာဉ်ရေးခရီးတခြားမှာဒီလူဓလိအကျင့်တွေကဝိညာဉ်ရေးနဲ့ဆိုင်တဲ့စစ်မှန်မှုအတွေ့တိုင်းတာတဲ့အတားအစီတတိုင်းဖြစ်လာခဲ့တယ်။သခင်ယေရှုခရစ်တော်ကတော့ဒီအရာကိုလျှို့ဝှက်ခြင်းလို့ခေါ်ခဲ့ပါတယ်။ပါရီရှဲတွေရဲ့နှုတ်ခမ်းတွေကဘာသာရေးဖြောဖြေမှုကိုဆက်ပြီးတော့လှုပ်ဆောင်နေတဲ့အချိန်မှာပဲသူတို့ရဲ့နှလုံးသားတွေကပရះသခင်စီကနေဝေးကွာသွားခဲ့တယ်။ ဒီလိုတင်းမာမှုတွေဟာဒီနေ့ထိတိုင်ကျွန်တော်တို့ရဲ့ယုံကြည်သူအတိုင်းအဝိုင်းကို ပြိုကွဲနေစေဆဲပဲဖြစ်တယ်။တချို့အသင်းတော်တွေဟာမရှိမဖြစ်လိုအပ်တဲ့အယူဝါဒတွေအပေါ်မှာမဟုတ်ဘဲနဲ့ပညာတွေကိုဦးစားပေးခြင်းအပေါ်မှာသဘောထားကွဲလွဲနေကြတယ်။ဝမ်းနည်းစရာကဲ့ရဲ့စရာကောင်းတာကတော့ဖျားသခင်ကိုဝတ်ပြုကိုးကွယ်တဲ့နဲ့လို့ကျွန်တော်တို့ထင်မြင်ယူဆတာကိုစိတ်အားထက်သန်စွာ ကာကွယ်နေရမှာ။ ကိုရောအမှန်တကယ်မိမ့်မာထားတဲ့အရာဖြစ်တဲ့အဓိကအချက်တွေဖြစ်တဲ့မေတ္တာစီလုံးမှုနဲ့ခြေဆုတော်ကို တခါတလေမှချိုးဖောက်သွားလေရှိတာပဲဖြစ်တယ်။ဒါကိုကျွန်တော်တို့ဝဲပြုကိုးကွယ်မှုပုံစံအမျက်ဆွဲမှုနဲ့တိုက်လံမှုလို့ပဲပြောရမယ်ထင်တယ်။တချို့အသင်းတော်တွေက ကြီးညူယူသေးလေးစားမှုနဲ့ဓမ္မတချင်းတွေကို နူးညံ့ညင်သာတဲ့ဂိတတန်ဆွင် တွေကနေတဆင့်ဝိပုကိုယ်ကမူကတာတခုတည်းသော မှန်ကန်တဲ့နီလန်ဖြစ်တယ်ဆိုတာကိုယုံကြည်ကြတယ်။ဒါပေမဲ့တချို့ကြတော့စတိုင်ကြကြနဲ့မြူးကြွတဲ့ဂီတသံစင်တွေနဲ့ဓမ္မတချင်းတွေကိုခင်မိတဲ့အမြင်နဲ့ဝိပုကိုးကွယ်ကြတာကပဲမှန်တယ်လို့ယူဆကြပြန်တယ်။အဲ့ဒီလို꽌ပြားနေကြလို့နှစ်ဖက်စလုံးကလွဲချော်နေကြတာဖြစ်တယ်။တိဂိတကဏိတဆင့်ဝိပုကိုးကွယ်မှုအစဉ်အလာတွေဟာကျွန်တော်တို့ ਨੇ ပြာလခင်ကြားမှာ အဓိကကြားခံမဖြစ်စေဘဲနဲ့သခင်ယေရှုခရစ်တော်တပါးဒီကသာအဓိကကြားခံအနေနဲ့ရှိနေတင်ပြီးတော့ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ရမှာဖြစ်တယ်။တခြားသူတွေရဲ့ယုံကြည်ခြင်းကိုအကဲဖြတ်ဖို့အတွက်ကျွန်တော်တို့အသုံးပြုနေတဲ့ဝတ်ပြုကိုးကွယ်ခြင်းနဲ့ပတ်သက်တဲ့တိုင်းတာမှုစံတမတ်ချက်တွေကိုစဉ်းစားကြည့်ပါ။သူတို့ပြောဆိုနေတဲ့အတန်ဒီအတန်ထားကအဓိကလား ဝတ်ပြုကိုးကွယ်ဖို့အတွက်ဝတ်ဆင်တဲ့အဝတ်အစားကအဓိကလားသူတို့တချင်းတွေနဲ့အတူအသုံးပြုနေတဲ့တန်စင်ဒူရီယာတွေကအဓိကလားဒီဥစားပေးမှုတွေဟာကျွန်တော်တို့အတွက်အတိတ်ပဲရှိပေမဲ့လေယုံကြည်သူတွေအချင်းချင်းကြားမှာအတားအဆီးဒါမှမဟုတ်ဝิญဉ်ရေးနဲ့ဆိုင်တဲ့စစ်မှန်မှုကိုသတ်မှတ်လိုက်တဲ့စံတော့မဖြစ်တဲ့မဖြစ်စေတင်ပါဘူးသခင်ယေရှုခရစ်တော်ကကျွန်တော်တို့ဆင်ခြင်ဖို့အတွက်တွန့်တင်နေတဲ့အရာကတော့ တကယ်ပဲနှစ်ဆိုင်ပါတယ်ကျွန်တော်တို့ဟာအမှန်တကယ်ဘုရားသခင်ကိုကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်နဲ့အမှန်တကယ်ကိုးကွယ်ခြင်းဖြစ်နေရဲ့လားဒါမှမဟုတ်ကျွန်တော်တို့စိတ်လုံးထဲမှာမရှိဘဲနဲ့နှုတ်ခမ်းလေးနဲ့ပဲဘုရားသခင်ကိုယုံကြည်ကိုးကွယ်မှုပြုနေတာလားကျွန်တော်တို့ဟာဘုရားသခင်ရဲ့အလိုတော်ကိုလျှစ်လျူရှုထားလိုက်တဲ့အချိန်မှာလူရိုးရာဓလေ့တွေကိုစုပ်ကင်ထားသလားရှေးဆက်ရမယ့်ဘုရားသခင်ရဲ့ဝတ်ပြုကိုးကွယ်ခြင်းလမ်းကြောင်းမှာ ရိုးရာဒလေတွေကိုလည်းဆွနှွတ်ခြင်းမဟုတ်ဘဲနဲ့တရတိစုပ်ကင်ထားမဲ့အစာအားလုံးကို ခံယူတတ်တဲ့စိတ်ဝိညာဉ်နဲ့ကိုးကွယ်ခြင်းပဲဖြစ်တယ်။ကျွန်တော်တို့ရိုးရာဒလေတွေကဘုရားသခင်နဲ့ကျွန်တော်တို့ဆက်ဆံရေးကိုအကျိုးပြုခြင်းပဲဖြစ်ပါစေ။ကျွန်တော်တို့နဲ့ကွဲပြားစွာဝတ်ပြုကိုးကွယ်နေတဲ့သူတွေဟာဘုရားသခင်ရဲ့နှလုံးသားနဲ့နှိကပ်လာနိုင်တယ်ဆိုတာကိုသတိရပါ။ဖြစ်နိုင်မယ်ဆိုရင်ကွဲပြားနေပေမဲ့ဘုရားခင်ကိုကိုးကွယ်ခြင်းဟာအမှန်တကယ် ကိုယ့်ရဲ့စိတ်ဝိညာဉ်တဲကနေဝတ်ပြုကိုးကွယ်ခြင်းပဲဖြစ်ရမှာဖြစ်တယ်။သခင်ယေရှုခရစ်တော်ကတော့ယောဟန်အခန်းကြီး၄အငယ်၂၁ကနေ၂၄မှာရှမာရိအမျိုးသမီးကိုပြောခဲ့တယ်လို့တောင်ပေါ်မှာကိုးကွယ်ရမှာမဟုတ်ဘူး။ယေရုရှလင်မြို့မှာကိုးကွယ်ရတာမျိုးမဟုတ်ပဲနဲ့ယောဟန်အခန်းကြီး၄အငယ်၂၃ကနေ၂၄မှာဘုရားသခင်အလိုရှိတဲ့ဝတ်ပြုကိုးကွယ်ခြင်းဖြစ်တဲ့နာဝိညာဉ်နဲ့တမာတရားနဲ့ဝတ်ပြုကိုးကွယ်ဖို့ပဲဖြစ်တယ်။ ကျန်တဲ့စင်ချင်းကဲသူအားလုံးတလိထုံတန်းတွေကို အမိပြုပြီးတော့တမာတရားမပါတဲ့နောက်ခံလေးနဲ့ဝိပုကိုကိုွယ်ခြင်းမျိုးမဟုတ်ပဲနဲ့သခင်ယေရှုခရစ်တော်တွင်တင်တဲ့နာဝိညာဉ်နဲ့တမာတရားနဲ့ဝိပုကိုကိုွယ်နိုင်တဲ့သူတွေဖြစ်ပြီးတော့ဘုရားသခင်ရဲ့စစ်မှန်တဲ့မျက်မှောက်တော်ကိုခံစားနိုင်ကြပါစေအာမင် ဘီခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆိုအပ်ပါသည်